ငံဖွံ့ဖြိုးတိုးတက်ဖို့ဥဆောင်နိုင်သူရွေးချယ်စုလူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲပြင်ဆင်နေတယ်။တနိုင်ငံလုံးတိုင်းတာနဲ့စစ်ကောမရှင်တော်ကအမှုပညာရှင်တွေကိုဝိုင်းကော့သဘိမ့်မောက်တာအရှိန်မြင့်လာချိန်မှာပဲစစ်ကောမရှင်ကနိုင်ငံရေးပုံမှန်တွေနဲ့အကျဉ်းချခံပူးတဲ့အမှုပညာရှင်တွေနဲ့ရိုက်ကူးထားတဲ့ရွေးကောက်ပွဲဝါရဖြန့်ရုပ်တံတွေကိုပါထုတ်လွှင့်နေပါတယ်။စစ်ကောမရှင်ဟာ၎င်းတို့အာဏာသိမ်းထားတာကိုစန့်ကျင်ပြီးနိုင်ငံတော်ကြီးညိုပြက်စင်မှုလိုမျိုးပုံမှန်တွေနဲ့ထောင်ချခဲ့တဲ့ အမှုပညာရှင်တွေကိုပါရွေးကောက်ပွဲမှာပါဝင်တဲ့ကြောင်းဝါရဖြန့်ရုပ်သံတွေမှာရိုက်ကူးစေခြင်းနဲ့ပြည်သူလူထုတွေကြားမှာအားကောင်းနေတဲ့သပိတ်မောက်ခြင်းလုပ်ငန်းစဉ်တွေကိုနှောင့်နှေးစေဖို့လှုံ့ဆော်လာပါတယ်။နိုဝင်ဘာ17ရက်နေ့ညပိုင်းကထုံလင်းခဲ့တဲ့ရွေးကောက်ပွဲအတူတူဝါရဖြန့်ရုပ်သံမှာပြည်တီဦးအိမ်နွားကျော်စင်တင်ဆောင်ဝင့်ကျော်ဖွေဖွေစန်းဆိုင်ကမ်လိုင်းဝင်းမုံရွှေကြီးတဲစုငိမ့်ဂျွန်ဝရီလွင်မိုးရွှေမုံရီထရိန်ဒရော်ဘို ခိုင်သိင်းကျင်အလင်းရောင်ထွန်းထွန်းအောင်ရဲလင်းစတဲ့နာမည်ကျော်နုပညာရှင်တွေပါဝင်မင်းသားမင်းသမီးတွေအများပြပါဝင်ခဲ့ပြီးရွေးကောက်ပွဲကိုမဲပေးဖို့ပြောဆိုခဲ့ကြပါတယ်ဒီပေါ်မှာပြောရရင်စစ်တပ်ဖိအားပေးလို့ရရတယ်ဆိုတဲ့ကိစ္စကိုအရင်ပြောရမယ်ပေါ့စစ်တပ်ကဖမ်းမဆီးမဆိုးလို့ရရတယ်ဆိုတဲ့ပုံစံဖြစ်အောင်စစ်တပ်ကပဲဖမ်းတီးထားတယ်ဆိုတာမြင်ကြဖို့လိုတယ်စစ်တပ်ကဖိအားမပေးဘဲရိုက်ချင်လို့ကိုဝင်ရိုက်ပေးတဲ့သူတွေလည်းရှိမှာပဲ။ ဆိုတော့ BC တပိတ်မောက်ဆရာရှိတာဆက်ပြီး BC လုံးမယ်ဘယ်သူဘယ်ဝါကဘလို့ရက်တီချက်ဆိုတာအချိန်တန်ရင်အဖြစ်ထွက်လာကြမှာပဲလို့ point ကကိစ္စရက်တွေကိုဒီဇိုင်းမတ်မတ်တိုက်တွန်းနေတဲ့ FNCC Burma Fact Check Community အဖွဲ့က ARD Times ကိုပြောပါတယ်စစ်ကောမရှင်လောက်ခံပြန်ကြိုင်းဝန်ကြီးဌာနပြည်သူဆက်ဆံရေးဦးစီးဌာနအညွှန်ကြားမှုချုပ်ဦးဝေကျွယ်ဟာပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကနိုင်ငံရေးကျင်းသားဟောင်းနှုတ်ပညာရှင်တွေကိုပါခေါ်ယူပြီး ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်ကမ်ပိန်းဗီဒီယိုရိုက်ကူးဖို့ချိန်ချောက်ညွှန်ကြားခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်မရှင်ရဲ့ခုလိုဖိအားပေးချိန်ချောက်ရိုက်ကူးခိုင်းမှုတွေကြောင့်အများပြည်သူတွေကြောင့်ဘွိုင်းကော့တပိတ်မောက်တာနဲ့ social punishment လူမှုရေးပြစ်ဒဏ်ပြုလုပ်တာတွေအတွက်ဝေဝါးမှုတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။လူမှုနဲ့တကယ်ယက်တီကြတဲ့သူတွေကအချိန်တန်ရင်သမိုင်းထဲမှာပြန်ရှင်းလို့ရတာပဲလေဗျာ။ဆေးအုပ်စုအုပ်ချုပ်မှုအောက်မှာနေရင်ဆေးအုပ်စုကိုကြောက်ရမှာပဲ။ ဒါတွေဖြစ်လာမှာပဲဆိုတာနုပညာရှင်တွေကိုယ်တိုင်ကကောင်းကောင်းသိပြီးသားပါလောလောဆယ်တော့ဆေးအုပ်စုရဲ့ရွေးကောက်ပွဲကိုကြီးညာပေးတာဖြစ်တဲ့အတွက်ကြီးညာပေးတဲ့သူတိုင်းကတော့ social punishment စရင်ဝင်သွားမယ်လို့ FNCC အဖွဲ့ကဆက်လက်ပြောပါတယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့ကလည်းအောင်လဟန်နီတာနီနီခင်းစောရဲရင်အောင် ဖိုးကာချမ်းမြေမောင်ချူမေလာတန်စင်အောင်ထက် ဖြိုးမြတ်အောင်အေးမြဖြူလိမ္မော်တိစတဲ့အစိုးရတွေပါဝင်တဲ့ ရွေးကောက်ပွဲဝါရဖြန့်ရုပ်တံကိုထုတ်လွှင့်ခဲ့ပါတယ်။တရုတ်ဆောင်နေတိုးနေဝင်းမြင့်မြတ်အေဂျင့်မောင်ချူလီမြင့်မြင့်မတို့ပါဝင်တဲ့စစ်ကောမရှင်ရဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများအမိရရွေးကောက်ပွဲဝါရဖြန့်ဇလန်းကြောင့်ပြည်သူတွေချောင်းဘွိုင်းကော့ပြုတ်လောက်တာတွေအရှိန်မြင့်တက်ခဲ့ပြီးအမှုပညာရှင်အများပြထိနာခဲ့ရကမြန်မာနိုင်ငံသားအများပြရှိနေတဲ့ထိုင်းနိုင်ငံမှာတော့၎င်းတို့နဲ့ပတ်သက်ဆက်နွယ်တဲ့အမှုပညာလုပ်ငန်းတွေအများပြရပ်တန့်ခဲ့ရပါတယ်